ဟာမက်လက်နက်ကင်အဖွဲ့စစ်ထောက်ထမ်းရေးအကြီးအကဲတည်ဆုံသွားကြောင်းအစ္စရေးအသိပြုကာဆာကမ်းမြောင်ဒေသတောင်ပိုင်းမှာဟာမက်လက်နက်ကင်အဖွဲ့ရဲ့စစ်ထောက်ထမ်းရေးအကြီးအကဲကိုတပ်ပစ်နိုင်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကမက်လက်23ရက်နေ့မှာထုတ်ပြန်ပြောကြားခဲ့တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်ထုတ်ပြန်ချက်တစ်ခုမှာအစ္စရေးစစ်တပ်ဟာဟမ်မတ်လက်နက်ကိုင်အဖွဲ့စစ်ထောက်လှမ်းရေးအကြီးအကဲကိုအိုစမာတာဘက်လိုအမည်တပ်ခဲ့တယ်လို့လည်းသိရပါတယ် ။အိုစမာတာဖဲဟာဟမ်မလက်နက်ကိုင်အဖွဲ့ရဲ့ထောက်လှမ်းရေးနဲ့ပြစ်မှတ်ထားတပ်ဖွဲ့တွေရဲ့အကြီးအကဲဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီးဟမ်မလက်နက်ကိုင်အဖွဲ့ကမှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးဘူးလို့လည်းသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဂါဇာကမ်းမြောင်ဒေသအပေါ်အစ္စရေးလေကြောင်းနယ်မြေပြင်ဆက်ဆင်ရေးတွေပြန်လည်စတင်မှုဟာကြေပြားတဲ့ပြည်သူရှုံချမှုတွေကိုဖြစ်ပေါ်လာစေခဲ့တယ်လို့လည်းသိရပါတယ်။ ဒါပြင်အစ္စရေးရဲ့စစ်စင်ရေးတွေပြန်လည်စတင်မှုကိုတူရကီနိုင်ငံသားယဝန်ကြီးဌာနကပြည်တင်ရှောက်ချခဲ့တယ်လို့လည်းသိရပါတယ်။အစ္စရေးစစ်တပ်ပြောရင်ဆိုပဲရှိသူတို့ကအစ္စရေးတပ်ဖွဲ့တွေဟာခါစာကမ်းမြောင်ဒေသတောင်ပိုင်းမှာဟမ်မတ်လက်နက်ကိုင်အဖွဲ့ရဲ့အကြီးအကဲတွေကိုတပ်ပစ်နိုင်ခဲ့တယ်လို့ပြောခဲ့ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်